ကိုကတဲ့ MMDA ထိန်းချုပ်ထားတဲ့တိုင်နေမျိုးမှာအဓမ္မပြုခြင်းမူနဲ့ရစဖို့မှုကျွလွန်ထားတဲ့တရုတ်လူမျိုး၃ယောက်နဲ့ပမာလူမျိုး၄ယောက်ကိုလူမြင်ကွင်းရှင်မှာတည်တံချမှတ်သွားခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ဒီနေ့စက်တင်ဘာ26ရက်မနက်ပိုင်းမြို့ဆေးအနီးမှာအဓမ္မပြုခြင်းမူကျွလွန်ထားတဲ့တရုတ်လူမျိုး၃ယောက်နဲ့ခိုးမှုလူရမှုနဲ့လူတက်မှုတွေကိုကျွလွန်ထားတဲ့ပမာလူမျိုး၄ယောက်ကိုတည်တံချမှတ်သွားခဲ့တယ်လို့ဒေသခံသူဦးကရှိဖြစ်မျိုးပြောပါတယ်။ ပြီးခဲ့တဲ့ August လကုန်ပိုင်းနဲ့ဆက်ရှိရကတိန်နီမှာတရုတ်စာတင်တဲ့ဆီယမတူအူကိုအထမပြုတ်ကျင့်တက်ဖြတ်သွားတဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ပြီးတော့အခုတည်တန်းစီရင်တဲ့အချိန်မှာအဲဆီယမကိုအထမပြုတ်ကျင့်တက်ဖြတ်သူတွေလည်းပါဝင်နေတယ်လို့တရရဲ့အမြင့်ကဆက်ပြီးပြောပါတယ်။တည်တန်းစီရင်တဲ့ခန်းနာကိုယာနဲ့ချီတဲ့ပြူတူလူထုတွေတောက်ရောက်ခဲ့ပြီးတော့အခုချိန်ကစားလို့ဥပဒေကိုဖောက်ပြဲကျူးလွန်သူပတုကိုမဆိုပြင်းထန်စွာအပြစ်ပေးခံရမှာဖြစ်ကြောင်းကိုတာဝန်ရှိသူကအခမ်းအနားမှာပြောကြားသွားခဲ့ပါတယ်။ ကိုကန်တန်ဟာပြည်မှုကျူးလွန်သူတွေကိုအများပြည်သူရှင်မတေတံမကြခဏစီရင်ရှိခဲ့ဖူးပြီးအဲ့ဒီအပေါ်မှာလူအခွင့်ရေးစောက်ကြည့်သူများအဖွဲ့ကကန့်ကွက်ရှုံချခဲ့ကြပါတယ်